မင်္ဂလာပါဒီနေ့အာစနနဲ့ပတ်သက်တဲ့ဘောလုံးတည်တယ်လေးတစ်ခုအတူတူကြည့်ကြရအောင်။ Um အထူးသဖြင့်နီးပြမီခဲအာထေရာကလေဟိုကစားသမားလီယန်ဒရိုထရော့ဆတ်ကိုပြောထားတဲ့မှတ်ချက်တွေပေါ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ Um ဟုတ်တယ်။ The Gazette တင်းစားတဲ့ကအဆောင်ပါတစ်ခုနော်။ဟုတ်ပါရဲ့။အာစနဂါဖူဟမ်ကိုတကိုကိုမရှိနဲ့နိုင်ပြီးအမပေးစရာထိကိုပြန်ရောက်သွားတဲ့ပွဲအပြီးမှပြောခဲ့ရလေဟုတ်ကဲ့ ဆိုတော့ဒီနေ့ကျတော့အဓိကကြည့်ချင်တာကအာထေတာရဲ့အပြောအရရောအသင်းရဲ့လက်ရှိချိနေတာရောကြည့်ရင်ပေါ့လေ Trussard ကအာဆနယ်ထဲဘာလို့ဒီလောက်အရေးပါတဲ့ကစားသမားဖြစ်နေရသလဲဆိုတော့ကိုနည်းနည်းသေးစိတ်ဆွေးနွေးကြည့်ချင်တာပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကအာထေတာတွန်းသွားတဲ့အစကလုံးတွေပဲဟုတ်အဲတော်တော်လေးအားပါတယ်ယူယိုကစားသမားကောင်းတယ်လို့ပြောတာမျိုးထက်ပိုတယ်လို့ကျွန်တော်လည်းမြင်တယ်ဘယ်လိုမျိုးပြောသွားလို့လဲသူက Trussard ကိုမော်ဆန်နေသူတဲ့ magician ပါဟော magician လေးဟွန်းပြီးတော့ကြီးမားတဲ့လက်နက်တစ်ခု a big weapon လို့လည်းသုံးသွားသေးတယ်တော်တော်လေးမြောက်ပြောသလိုမဲနော်မော်ဆန်နေဆိုတာကဘာကိုဆိုလိုတာဖြစ်မလဲအဲ့ဒါကလေသူကအတင်းအလောအဆုံးဆုံးအချိန်နေမှာဒါမှမဟုတ်ပွဲကအချက်အတက်ဖြစ်နေတဲ့အချိန်မျိုးမှာပေါ့ထူးခြားတဲ့အခိုက်အတန့်လေးကြီးဖန်တီးပြနိုင်တယ်ဆိုတဲ့သဘောတနည်းအားဖြင့်မော်ဆန်တဲ့အခိုက်အတန့်မျိုးပေါ့ဟိုစင်းစရာကိုဂိုးအီရဲ့တော့တော့ ထပ်ပိုတဲ့တံပိုးတစ်ခုရှိတယ်လို့ပြောချင်ပုံရလဲအင်းဒါဆိုသူ့ရဲ့ကစားပုံမှာကြိုခန့်မှန်းလို့မရတဲ့ထူးခြားမှုတွေရှိတယ်လို့ဆိုလိုတာလားအဲ့လိုမျိုးဖြစ်နိုင်ပါတယ်သူ့ရဲ့ဂိုးတွေဖန်တီးမှုတွေတတ်တတ်ထပ်ပိုနိုင်တယ်ဥပမာမှာကစားကွက်ကတိုင်ပတ်နေခြင်းတအူးချင်းဖောက်ထွက်ဖို့လိုလာခြင်းမျိုးမှာမထင်မှတ်ထားတာတွေလုပ်ပြနိုင်တာမျိုးပေါ့ဟုတ်ပြီတခါတလေအတင်းလိုက်ကစားပုံအစင်မပြင်းတော့သူ့ဘာသာသူတစ်ခုခုလုပ်ပြလိုက်နိုင်တဲ့အရေးချင်းမျိုး ခန်းစစ်အရန်ချစ်တဲ့အတင်းနေနဲ့တွေ့ရင်အဲ့ဒါကတော်တော်အတွန့်ဝင်တာလေအဲ့ဒါပြင်အာဒီတာကသူရဲ့ pink ကိုအတိညာန်ကိုလည်းအလေးပေးပြောသွားတည်တယ်နော် game intelligence ပေါ့ဟုတ်တယ်ဟုတ်တယ်အချင်းကိုက်နေရမှာမှရှိနေတတာမျိုးကိုပြောတာအဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဆုံးမတဲ့ဖက်ရတာ trust out ကအတင်းကိုရောက်ကတိကပုံတိပွဲထွက်ခွင့်အတွက်အာမခံချက်ပြည့်ရှိခဲ့တဲ့သူမဟုတ်တာတကယ်မှမှတယ်သူအသက်ရွယ်လက်ကြီးုံလေအသက်30ရှိပြီဟုတ်ပြီးခဲ့တဲ့ရာသီက league မှာ twin goal က6ကိုပဲရှိခဲ့တယ် ပြီးတော့အာဆင်နယ်ကဒီနွေရာသီမှာတိုက်စစ်ပိုင်းအပအဝင်ကစားသမားတွေရှီအောင်လောက်ထိခေါ်ထားတဲ့။အေးအဲ့ဒီချက်ဒီကြောင့်သူအခုလိုအဓိကဖြစ်လာမယ်လို့တိမျောလင်းထားကြမယ်မထင်ဘူး။ဟုတ်တယ်လေ။ဒါကြောင့်အခုသူ့ရဲ့လက်ရှိခြေစွမ်းကပေါ်ပြီးတော့အံ့ဩစရာဖြစ်နေတာ။ဟုတ်ပါ။နောက်ဆုံးငါခွဲစစ်တိုက်ပွဲထုတ်ခွင့်ရချတယ်နော်။လစ်ယောဦးယောပကွဲတွေရော။အင်းအာဒီဒါသူ့ပေါ်တော်တော်လေးအားကိုးနေတဲ့ပုံပဲ။ဒါတော်တော်ထူကြတယ်။အဲ့ဒါဘလို့ဖြစ်လာလာလဲသူရဲ့ light yon ညီထွေကစားနိုင်လို့လား versatility ကြောင့်လားအဲ့လားလေပါမယ်ထင်တယ် သူကဘတ်ဆုံတုံးလို့ရတယ်လေတောင်ဝင်ကစားနိုင်တယ်ကွင်းလယ်ဆန်းဆန်းကစားနိုင်တယ် force night a fit တောင်တုံးလို့ရတယ်ဟုတ်အခုအသိဉာဏ်လိုအပ်ချက်နဲ့ဆိုရင်ဒီလိုဘတ်ဆုံရတာက တော်တော်အရေးပါနေပြီ နောက်တစ်ခုကသူ့ရဲ့အတွေ့အကြုံอืมအတွေ့အကြုံဖီးယားများတဲ့ပွဲတွေမှာဘယ်လိုကစားရမလဲသူသိတယ်ပြီးတော့အာရတပြောသလိုပဲကစားသမားတော်တော်များများစိတ်ပိုင်းဆိုင်ရာရောစွမ်းဆောင်ရေးပိုင်းမှာရောအမြင့်ဆုံးအဆင့်ရောက်နေတယ်ဆိုတာအထင်မှသူလဲပါနေပုံပဲ။ ဆိုတော့အခွင့်ရေးရလာတဲ့အချိန်အမီကအထုံးချပြလိုက်တာပေါ့အဲ့ဒီသဘောပဲသူ့အခွင့်ရေးကိုစောင့်ပြီးလုပ်ပြနိုင်ခဲ့တယ်အခုအာဆနယ်ရဲ့အခြေအနေကိုကြည့်ရင်သူ့ရဲ့အရေးပါမှုကပိုပြီးတော့တိတိတာတာကြီးဖြစ်လာတယ်နော်ဟုတ်တယ်ဒီဖူဟမ်နဲ့ပွဲကပွဲချက်စရာရဲ့အစပဲရှိသေးတယ်20ရဲ့အတွင်းမှာခုနှစ်ပွဲကစားရမှာဆိုတာမလွယ်ဘူးတကယ်ပဲနောက်ဆိုချန်ပီယံလိမှာအက်လက်တီကိုမက်ဒရစ်လိုတင်အဝေးကွင်းကစားရအောင်မယ်အတိအကျပဲပွဲချက်တာတခုတည်းမဟုတ်သေးဘူးအတင်းရဲ့တန်ရပြဿနာတွေလည်းရှိသေးတယ် ဟုတ်ပါဆောင်းပါထဲမှာလည်းပေါ်ပြထားတယ်လीအတင်းကောင်းဆောင်အိုတဲ့ကမပါဘူးဟွန်းနောက်မာဒူကေဟာဗက်စတိုလိုအဓိကကစားသမားတွေမပါနိုင်ဘူးဆိုတော့အတင်းရဲ့လူစားရင်အင်အားကတကယ်စံတတ်ခံနေရတဲ့အချိန် squat dep ပေါ့ဒါဆိုရင်အတေတာက trust set ကိုကြီးမားတဲ့လက်နက်လိုသုံးလုံးတာကဒီအချိန်နေနေတိတ်ရိုက်ချိဆက်နေပြီပေါ့ဟုတ်တယ်ဟုတ်တယ်အဓိကကစားသမားတွေမပါနိုင်တဲ့အချိန်မှာသူကရှေ့ကနေတောင်းယူပေးနေရတဲ့သဘောဖြစ်သွားတာ။အင်း။အတေတာကိုယ်တိုင်ကလည်းပြောထားတယ်လေ ပွဲကြစရာကြောင့်ပိုကြီးတဲ့လူစားရင်းလိုအပ်တယ်တဲ့ပြီးတော့ရှိတဲ့ကစားသမားတွေစီကအကောင်းဆုံးကိုထုတ်ယူဖို့လိုတယ်လို့ဆိုတယ်ဟုတ်ကဲ့ဒီတော်တော်များများရှော့သွားတာဆိုရမှာပေါ့ဟုတ်ပါတယ်အသင်းကိုတော်တော်လေးအထောက်အကူဖြစ်စေတယ်ဆိုတော့ဒါက full ham ကို9တဲ့တကိုးတဲ့အကြောင်းမဟုတ်တော့ဘူးပိုကြီးရဲ့အတိပဲရှိနေပြီတကယ်ပဲဒါကယုံကြည်စိတ်ချရမှုအချိန်ကြိုက်ခြေစွမ်းပြနိုင်မှုအသင်းဒုက္ခရောက်နေချိန်မှာကုညီနိုင်ဦးတယ်နဲ့ပိုးဆိုင်သွားပြီအဲ့ဒါပဲ သူ့ရဲ့ဒီလိုစွမ်းဆောင်ရည်တွေက link မှာရောဥရောပမှာရောအချိန်ဆက်ထိန်းထားဖို့အရန်ရေးကြီးနေပြီသိကြပါတယ်အထူးတစ်ဖြစ်အခုလိုအသင်းရဲ့အင်အားစုတွေကန့်သက်ခံနေရခြင်းမှာပေါ့အဆုံးဖြတ်ပေးနိုင်တဲ့အခိုက်အတန့်တွေကိုဖန်တီးပေးနိုင်တဲ့အတွေ့အကြုံရှိကစားသမားတွေဘလောက်တန်ဖိုးရှိလဲဆိုတာကိုတားကပြနေတာပဲအာဒီတာသူ့ကိုချီးကျူးတာတွေကယာဒီရဲ့ဒီလောက်အရေးကြီးတဲ့အချိန်မှာ Trossers ကအသင်းအတွက်ဘလောက်တောင်မရှိမဖြစ်ဖြစ်နေပြီလဲဆိုတာကိုပြောနေသလိုမဲ့နော်အတိအကျပါပဲလက်ရှိအချိန်တွေကတော့ သူကတကယ်ကိုမရှိမဖြစ်ပဲခုနကပြောတဲ့ပင်ကိုအတင်းကြံဆိုတာလေအဲ့ဒါကသူ့ရဲ့အတွေ့အကြုံနဲ့ရင်းချက်မှုနဲ့လာတာများမလားအဲနှစ်ခုစလုံးနဲ့ဆိုင်မယ်လို့ထင်တယ်အသက်ရွယ်နဲ့အတွေ့အကြုံရပွဲချင်တွေကိုပို့ပြီးကောင်းကောင်းဖတ်နိုင်လာတာပေါ့ဟုတ်ကဲ့ပဲချင်ပင်နေရပြေးရမယ်ဘယ်တော့ပိုးလုံးကြလာနိုင်မလဲဆိုတာမျိုးဒီပို့ပြီးခန်းစားမိလာတာပေါ့လေอืมတော်ပြင်တွေ့ရကစားဟန်ကိုလိုင်းကလည်းရင်းမြန်တယ်ခမိုင်းရခက်တဲ့ပြေးလန်းနေရှိတယ် ဆိုတော့ခန်းစစ်ကစားသမားတွေတို့သူ့ကိုလိုက်ရတာမလွယ်ဘူးဟုတ်အဲ့ဒီအချက်တွေအာနုံပေါင်းဆက်ပြီးသူ့ရဲ့ game intelligence ကိုဖြစ်စေတာလို့ထင်တယ်အာဒီတာကဒါကိုတော်တော်သဘောချပုံရတယ်သူချင်းစွမ်းကအခုမှအမြင့်ဆုံးရောက်လာတယ်ဆိုပေမဲ့အစားပိုင်ကသူ့ကိုအဓိကတိုက်စစ်မှုအဖြစ်သတ်မှတ်ထားဖို့မရဘူးလေဟုတ်တယ်အဲ့ဒီအချင်းနေနေရနေအခုလိုမရှိမဖြစ်ဖြစ်လာတာကသူ့ရဲ့စိတ်တက်ပိုင်းကိုလည်းပြရတယ်နော်ဟုတ်ပါတယ်ဒါလည်းအရေးကြီးတဲ့အချက်တယ်ပုံမှန်ပွဲထွက်ခွင့်မရတဲ့အချင်းဒီမှာတော့စိတ်တက်မကြဘူး အခွင့်ရရလာရင်အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ် professionalism ရှိတယ်อืมအတင်းတွေကိုရောက်ပြီးမြန်မြန်အထိုင်ကြောင်ကြိုးစားနိုင်ခဲ့တယ်ဟုတ်တယ်အာတိတလော်ချေတဲ့စိတ်တမျိုးပေါ့အတင်းမှာပြိုင်ဆိုင်မှုတွေရှိပေမယ့်ကိုယ့်အခွင့်ရရဖို့အမြင်အသင့်ရှိနေရမယ်အတင်းကပြည့်စပ်ဖို့အသင့်ရှိနေရမယ်ဆိုတဲ့သဘောထားမျိုးဒါကြောင့်လဲအာတိတကသူ့ကိုဒီလော့အကူချင်းစေဖွင့်လာရဖြစ်မယ်ဖြစ်နိုင်ပါတယ်အတင်းရဲ့နီးပြူဟာအပြောင်းလဲနေရောစိုင်နိုင်တဲ့လားဥပမာအာဆင်နဲ့တိုက်စစ်ပုံစံပြောင်းလာလို့သူ့လိုကစားသမားမျိုးပိုလိုအပ်လာတာမျိုး အဲ့ဒါလေးဖြစ်နိုင်ကြီးရှိတယ်။ဆောင်းမထဲမှာတော့အသေးစိတ်မပြောဘူးလေ။ဒါပေမဲ့ရေပြားကြည့်ရင်အာဆနယ်ကပိုပြီး flexible ဖြစ်တဲ့တိုက်စစ်ပုံစံကိုတွန်းလာတာတွေ့ရတယ်။ဟုတ်ကဲ့။ကစားသမားတွေနေရာစုံကစားနိုင်ဖို့လိုလာတယ်။ Trosser ရဲ့ဖတ်စုံထုံးနိုင်မှုကဒီနေရာမှာတက်တယ်ပဲ။အိုင်ဝင်ခွင်ကြားဖြစ်သွားတာပေါ့။ဟုတ်တယ်။အထူးသဖြင့် Uriga လို့အဓိက foundation မပါတဲ့အခါသူ့ရဲ့ကွင်းလင်းနဲ့တိုက်စစ်ချင်းဆက်ပြေးနိုင်မှု၊ဂိုးနီးတဝိုက်မှာအနေနဲ့ပြေးနိုင်မှုတွေကရေးပါလာတယ်။ သူကခံမရလဲခက်တယ်ဆိုတော့တစ်ဖက်ခန်းစစ်ကိုလည်းဒုက္ခပိုးပေးနိုင်တာပေါ့အဲ့ဒါပေါ့ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်ပြန်ကြည့်အောင်ဟုတ်ကဲ့အဓိကကတော့အာစီနေကိုအမတ်ပေးစရာ ठी ပို့ပေးခဲ့တဲ့ trust ရဲ့အနိုင်ကိုအပြီးမှာမိခေအာတီတာကသူ့ကိုဘာကြောင့်ဒလွန်အကျဲ့တဝင့်ချီးကျူးနေရတယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုတကွေစစောပါပေါ့အခြေခံပြီးဆွေးနွေးခဲ့ကြတာပေါ့ဟုတ်ပါတယ်အဓိကမှာမတားစရာအချက်တွေပြန်ကောက်ရင်တော့တစ် trust ကို သူ့ရဲ့အရေးကြီးတဲ့အခိုက်အတန့်တွေမှာစွမ်းဆောင်နိုင်မှုနဲ့ပင်ကိုကစားဖွဲ့ပေါ် နားလည်မှု game intelligence ကြောင့်မော်ဆိုင်တဲ့သူကြီးမားတဲ့လက်နက်တစ်ခုခက်အထက်တာတတ်မှတ်ထားတယ်ဟုတ်ကဲ့နှစ်ကတော့အာဆနယ်ရဲ့လက်ရှိပွဲချက်ဆရာနဲ့အဓိကကစားသမားတွေတိုင်ရန်ရနေတဲ့အချင်းတွေမှာသူ့ရဲ့မကြသည်ဟင်းကပုံမှန်ပွဲထွက်ခွင့်ရလာပြီးပြသနေတဲ့ခြေစွမ်းတွေကအသင်းအတွက်တကယ်ကိုအရေးပါအရာရောက်နေတယ် ဒါပြင်နွေရာသီမှာကစားသမားတိတိခေါ်ထားပေမဲ့လည်းအတင်းရဲ့လိုအပ်ချက်အချင်းနေအချင်းခါရကစားသမားတယောက်ရဲ့တန်ဖိုးကဘလို့မြင့်တက်လာနိုင်တယ်လဲဆိုတာကိုပြနေတဲ့တာသကားကောက်တစ်ခုလို့လည်းပြောလို့ရမယ်။ဟုတ်ပါတယ်။အာဂျီတာကတော့သူ့ကိုအခုအချင်းမှာတင်းတော့မရှိမဖြစ်ကစားသမားဖြစ်ရှင်းချင်းလင်းလင်းကိုမြင်နေပြီ။တကယ်တော့ဒီအချင်းတွေကနေနောက်ထပ်စဉ်းစားစရာမေကုံးတွေတစ်ခုထပ်ထွက်လာသေးတယ်။ဟုတ်ကဲ့။ဗာများလဲ။အခုလို့ throw shot အပေါ်အဓိကအားထားနေရတာကဘလို့အထိရည်ရှိခံနိုင်မလဲဆိုတာပေါ့။ ဟွန်းဟုတ်ကဲ့အထူးသဖြင့်ဒဏ်ရာရနေတဲ့အိုရဂတ်တို့ဟာဗက်စတိုလို့စသမားတွေပြန်ပါလာတဲ့အခါတောင်မူပွဲဆက်တွေအများများလာလို့သူကိုယ်တိုင်ပင်မနှွမ်းနိုင်မှုတွေဖြစ်လာတဲ့အခါဘယ်လိုလုပ်မလဲဟုတ်အာစနယ်ကသူတို့ရဲ့လူဆိုင်ရင်အလေးကြားသုံးဆွဲမှုနဲ့ကစားသမား fitness ကိုဒီလိုဖိအားများတဲ့ကာလမှာဘယ်လိုဆက်ထိန်သွားမလဲဆိုတာစိတ်ဝင်စားစရာပဲအဲ့ဒါပေါ့ Trossard အပြင်တခြားဘယ်လိုလက်နက်တွေကတော့အသင်းအတွက်ဒီလိုအရေးကြီးချိန်မှာပေါ်ထွန်းလာနိုင်ဦးမလဲဒါကတော့ဆက်တည်ဆောင်ကြည့်ရမယ့်အချက်ပါပဲ